အားလုံးပဲမိင်္ဂလာပါ Forever Ghana Facebook နဲ့ဒီ YouTube channel တွေကနေကြိုဆိုပါရစေ။ကျွန်တော်တို့ဒီကနေ့ညမှာတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြအောင်ပါ။ဒါ Sunderland နဲ့ပွဲစဉ်အပြီးမှာ Arsenal အသင်းရဲ့နီးပြမိ KR data ဒါ interview မှာပြောကြားသွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးကျွန်တော်တို့နည်းနည်းတော့ဆွေးနွေးသုံးသပ်ကြည့်ကြပါမယ်။ဒါကဘာလဲဆိုတော့ VKR data ကိုဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ခင်ဗျားအနေနဲ့ဘယ်လိုမြင်လဲဒီရလက်ကခင်ဗျားအနေနဲ့ဒါဂျင်းနဲ့အားရမှုရှိရလားဆိုတဲ့အပေါ်မှာ VKR data ကကျွန်တော်တို့တွေကဥဆောင်ကို ်အသွင်းခံရပြီးတော့ဒုတိယပိုင်းမှာကျွန်တော်တို့ဒီဒါအနိုင်ကိုရပြီးတော့ပွဲကိုအကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်တို့အသင်းရဲ့ဒါလိုအပ်ချက်တွေကဒီနေရာမှာကိုယ့်အကွန်ကွင်းမြင်တွေ့ခဲ့ရပြီးတော့ကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ဒါအနိုင်ရလက်ကိုမထိန်းသိမ်းနိုင်မယ်နောက်ဆုံးမှာတည်ရရလက်ထွက်ပေါ်ခဲ့တာ။ဒါဒီအပေါ်မှာကျွန်တော်အနေနဲ့ ကျွန်တော်တို့တွေကအမြဲတမ်းကောင်းမနေနိုင်ဘူးဆိုတာဒီပွဲစဉ်မှာတက်တည်ပြခဲ့တာပဲဒါကျွန်တော်တို့တွေမှာအမြဲတမ်းလိုအပ်ချက်တွေရှိနေပြီးတော့ကျွန်တော်တို့တွေကတပွဲချင်းစီတိုင်းရဲ့လိုအပ်ချက်တိုင်းကိုကျွန်တော်တို့တွေကကောင်းကောင်းသင်ယူရမယ်ဒါဒီຢာတွေနဲ့ပတ်သက်ပြီးတော့လည်းကောင်းကောင်းပြင်ဆင်သွားဖို့လိုအပ်တယ်ဆိုပြီးတော့ MKR data ကပြောကြားထားတယ်တစ်ဆက်တည်းမှာပဲ MKR data ကဒါသူ့အသင်းအနေနဲ့ဒီရလက်ထွက်ပေါ်ခဲ့တဲ့အပေါ်ကိုဒါ ကောင်းဆုံးလုံနိုင်ခဲ့တယ်ဆိုပြီးတော့လေမီခေယာဒေတာကပြောကြားခဲ့ပြီးတော့ဒါဆန်ဒလန်အသင်းကလည်းတကယ့်ကိုမာကျော်ချစ်လက်တဲ့အသင်းတသင်းဖြစ်ပြီးတော့ဒီအသင်းကတကယ့်ကိုကစားရခတ်တဲ့အသင်းတသင်းပဲဆိုပြီးတော့မီခေယာဒေတာကပြောကြားခဲ့တယ်ဒါနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါဘယ်ချန်းခံစစ်ကစားသမားကာလာဖီယိုရီနဲ့ပတ်သက်ပြီးတော့ကာလာဖီယိုရီကဒါပြောကြားထားတာရှိတယ်ဒါကဘာလဲဆိုတော့အဲကျွန်တော်တို့အသင်းအနေနဲ့ပထမပိုင်းမှာကစားပုံတော်တော်လေးလိုအပ်ချက်ရှိတာကိုကျွန်တော်အနေနဲ့မြင်တွေ့ခဲ့ရတယ် ကျွန်တော်တို့တွေပထမပိုင်းပြီးဆုံးချိန်မှာ MK data ကငါတို့တွေဒီပွဲကို နိုင်ရတဲ့နေဆိုတဲ့အကြောင်းဒါကျွန်တော်တို့အားလုံးကိုပြောကြခဲ့ပြီးကျွန်တော်တို့တွေကလည်းသူပြောခဲ့တဲ့အတိုင်းမျိုးလေဒါအားလုံးပြန်ပြီးတော့လုံနိုင်ခဲ့တယ်ပွဲကိုထိန်းချုပ်နိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အာဆင်နဲ့အသင်းရဲ့ခံစစ်ကစားတဲ့နေရာမှာကျွန်တော်တို့တွေဒါလိုအပ်ချက်များစွာရှိပြီးကျွန်တော်တို့တွေအကုန်လုံးပေါ်မှာဒီရလက်ကတာဝန်ရှိတယ်ဆိုပြီးတော့ဒါ ကလာဖီယိုတွေကပြောကြသွားတယ်အကျွမ်းညီကိုတွေအနေနဲ့ရောဘယ်လိုထင်လဲဗျဒီကျွန်တော်တို့ဒီရလက်နဲ့ပတ်သက်ပြီးတော့ဒါတချို့ကျွန်တော်အာဆင်နယ်ပရိသတ်တွေထဲမှာအများကြီးရှိတယ်ကျောင်းညီကိုတွေဆိုလို့ရှိရင်ဒါကျွန်တော်အဲဘယ်လိုပြောမလဲ TikTok တွေမှာလည်းကျွန်တော်တွေ့တယ် Facebook တွေမှာလည်းတွေ့တယ်ဒါပေါက်ကွဲနေကြတာမျိုးတွေလည်းရှိသလိုဒါရှောက်ဆဲနေကြတာမျိုးတွေလည်းရှိတယ်ဗောလေအဲ့တော့ထားပါကျွန်တော်ဟိုဘယ်လိုပြောမလဲဗီဒီယိုဒီပွဲစဉ်မတိုင်ခင်ကျွန်တော်လုပ်ခဲ့တဲ့ဗီဒီယိုတွေမှာလည်းကျွန်တော်ပြောတယ်အာဆင်နယ်တင်းနေတယ်မေဘီခက်ခဲအောင်ခက်ခဲသွားနိုင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့ဘူးတယ် ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဟိုဘယ်လိုပြောမလဲရလက်တီတောက်လျှောက်ကောင်းနေမှုအပေါ်ခြေစွမ်းကောင်းနေတောက်လျှောက်ရနေတဲ့အပေါ်ကိုဒါဘယ်သူကထင်မလဲเนาะဒါကျွန်တော်တို့မနေ့ကဆိုစန်တာလန်ကိုအာဆင်နယ်အသင်းက1-2ဆိုတဲ့ရလက်နဲ့ပြန်ပြီးဥဆောင်ခဲ့တဲ့အချိန်မှာကျွန်တော်အာဆင်နယ်အသင်းနိုင်သွားပြီဆိုတဲ့ feeling တခုပဲကျွန်တော်ပြန်ရခဲ့ feeling လေးအဲ့ feeling လေးတခုပြန်ရခဲ့တယ်ဒါပြီးရဲဆိုရင်ကျွန်တော်ပွဲကျူပွဲပြီးသုံးသက်ချက်မှာပြောကြားခဲ့တယ်လို့ပဲဒါအာဆင်နယ်အသင်းကမနစ်ကအာဆင်နယ်အတိုင်းပဲ ရှိနေသေးတယ်အကျွန်တော်တို့ဘယ်လိုပြောရမလဲလူဝင်အားတွေအများကြီးဖြည့်တင်းထားပြီးတော့ဒါဒီယာတီမှာကန်ခဲ့တဲ့ပွဲစဉ်တောက်လျှောက်ဒီပွဲစဉ်ကမနစ်ကအာဆင်နယ်ကိုကော့ကိုဝင်ပြန်ပြင်တွေးလိုက်ရတယ်ဆိုပြီးတော့လည်းကျွန်တော်ပြောကြားထားတာရှိတယ်အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ဘယ်လိုတိုက်စစ်မှုကစားတိုက်စစ်ကစားသမားစစ်စစ်မရှိဘဲနဲ့ကစားခဲ့တဲ့ပွဲစဉ်ဒီမှာဆိုအနည်းနဲ့များရုံးကန်ရဒီနေ့ပွဲစဉ်မှာဆိုလည်းကျွန်တော်ကြည့်လိုက်ဒါမီကင်မယ်ရီနိုကကိုင်းလက်ကစားသမားဗျာ तू ကတိုက်စစ်မှုပုံစံကစားနိုင်တယ်ဆိုပေမဲ့ဘယ်လိုပြောမလဲတိုး အတိုးအနှုတ်တွေအရန်လုတ်ပြီးတော့ဗျာဟိုတွန်းတွန်းတိုက်တိုက်ကစားတဲ့ video press လို့ကစားသမားမျိုးပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အာဆင်နယ်တင်းကဒါအရင်တော့ကလိုပဲဗျာတကယ်မရှိရပွဲစဉ်တွေလိုပဲနေရာလွတ်တွေရမယ် space အခြေကြီးတွေရမယ်ဒါကျန်တဲ့ကစားသမားကြီးချက်အောင်လဲလဲကစားလို့ရမယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါ Mike Merino ကလည်းသူ့ရဲ့ပုံစံအတိုင်းပဲကစားတယ်ဒါသူ့ဘောလုံးစင်းတောင်းတယ် hotel play တွေလုပ်တယ်နော်ဒါဖြတ်တင်ဘောတွေမှာသူ့အနေနဲ့အကောင်းဆုံးပြေးထွက်ပြီးတော့နေရာယူမှန်မှန်နဲ့ ကစားနေတယ်ဆိုပေမဲ့လို့ဒါပြိုင်ဘက်အသင်းရဲ့ Sunderland ရဲ့ပေါ့လေနော် Sunderland ရဲ့ခံစစ်ကစားသမားတွေကလည်းတော်တော်လေးကိုကောင်းနေဗျတော်တော်ဆိုမှတော်တော်လေးကိုကောင်းနေအဲ့တော့ Arsenal အသင်းနေနဲ့သူတို့ထင်ထားတဲ့အတိုင်းမဖြစ်လာတဲ့အချိန်မှာဒါဒုတိယပိုင်းမှာအဲ စားကွက်တွေပြောင်းပြီးတော့ကစားလာတဲ့အပေါ်ကဒါတော်တော်လေး impact ရှိတယ်တော်တော်လေးအဆင်ပြေသွားပြီးတော့ကျွန်တော်1 2ဆိုတဲ့ရလနဲ့ကိုဥဆောင်နိုင်ခဲ့တာကျွန်တော်ကနိုင်ဝါပြီလို့ကိုထင်တာဗျဒါကြောင့်ညီကိုပေါက်ပွဲလေးပေါက်ပွဲကျင်စရာပဲကိုလीနော်ဒါနိုင်ဝါပြီလို့ကိုထင်တာကျွန်တော်မိနစ်နည်းနည်းလေးကြံတာကိုကျွန်တော်မထိန်းနိုင်ဘူးဖြစ်သွားတယ်ကိုလीဒါကြတော့ထားပါအပွဲပြီး36မှာလည်းကျွန်တော်အနေနဲ့ပြောကြပြီးသွားပြီနောက်ထပ်သတင်းလေးပုံအနေနဲ့ပေါ့လीဒါ Sunderland ရဲ့ကစားသမားဘိုလန်ပြောသွားတဲ့ဒါ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့ဘိုလန်ပြောသွားတဲ့အကြောင်းအရာလေးနဲ့ကျွန်တော်အနေနဲ့ နင်းလောက်ဆွေးနွေးသုံးသပ်ကြည့်ခြင်း ਨੇ ပိုလန်ကဘာပြောသွားလဲဆိုတော့ဒါဗိုလန်ကဘာပြောလဲဆိုတော့ဗျာကျွန်တော်အာဆင်နယ်ကျွန်တော်အနေနဲ့အာဆင်နယ်မှာ10နှစ်17နှစ်လောက်ကစားခဲ့ပြီးတော့ဒါဒီအသင်းကကျွန်တော်ကိုအများကြီးတင်ကြားပေးခဲ့ပြီးကျွန်တော်ဒီလိုနေရာထိရောက်လာအောင်ဒီအသင်းက ဒါထန့်တင်ပေးခဲ့တာအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးကျွန်တော်ယင်ထဲမှာဒါနေရာတစ်ခုရှိနေမှာပါဆိုပြီးတော့ဒါဘောလဘောလန်ကအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ပြောကြားသွားတယ်ဒါဒီကစားသမားလေးကသူအသက်ငယ်တုန်းကအာဆင်နယ်မှာကစားခဲ့တာဗောလေဒါသူ့အနေနဲ့အသင်းနဲ့အများကြီးပြောင်းရွှေ့ကစားခဲ့ပြီးတော့ဒါဆန်ဒါလန်မှာဒါအခုဆိုလို့ရှိရင်ကစားနေပြီးတော့အာဆင်နယ်အသင်းကိုတော့ဒါကိုးပြန်သွင်းသွားတယ်ဒါသူသွင်းသွားတဲ့အလုံးဆိုလို့ရှိရင်လေဒါတော်တန်ယုံဆိုလို့ရှိရင်ဗျာကျွန်တော်ထောင်တက်သွားပြီလို့ပဲကျွန်တော်ထင်တာဒါပေမဲ့ ကောင်းတယ်ဗျာကန်ချက်ကဘယ်လိုပြောရမလဲအားလဲပါတယ်ဗျာသိတယ်မလားဒါဒေးဗစ်ရိုင်ယာဘာမှမလုပ်နိုင်နိုင်ဘူးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်အာဆင်နယ်တင်းရဲ့ကိုယ်တမဒေးဗစ်ရိုင်ယာဒန်ယန်နဲ့ပတ်သက်ပြီးတော့ဒါမီခေးအဒီတာကိုမေးမြန်းထားတယ်ဒီနေရာမှာမီခေးကသူ့အနေနဲ့လက်မောင်းမှာနာကျင်မှုဝေဒနာကိုခံစားခဲ့ရပြီးတော့ဒါတရောင်စစ်မှာလည်းစိတ်မသက်မသာဖြစ်နေတဲ့ဆိုပြီးတော့ပြောကြားသွားတယ် သူ့ကိုကျွန်တော်တို့ဆုံးရှုံးရမလားသူ့အနေနဲ့အဆင်ပြေလားဆိုတာကကျွန်တော်တို့တွေတေချာမသိသေးပဲနဲ့သူ့ကိုကျွန်တော်တို့စောင့်ကြည့်သွားဖို့ရှိတယ်ဆိုပြီးတော့မီကေအာဒီတာကပြောကြားသွားတယ်ဒီဘက်နေမှာကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ကျွန်တော်ညီကိုဒီဒါဘာလို့လိုအပ်နေသေးတယ်လို့ထင်လဲဒါကျွန်တော်အမြင်မှာတော့ဟိုဘယ်လိုပြောမလဲတိုက်စစ်ကစားသမားစစ်စစ်ဟိုတိုက်စစ်မှုစစ်စစ်မပါတဲ့ နေရာမှာအာဆင်နယ်သင်းတော့တော်တော်လေးထိခိုက်နစ်နာမှုတွေရှိတော့ပြီးတော့ဒီပွဲစဉ်ကအာဆင်နယ်သင်းတော့ဒါနှစ်မှတ်ဆုံးရှုံးနေဆိုပေမဲ့လို့ဒါဘယ်လိုပြောမလဲနှစ်မှတ်ရဲ့နှစ်ဆပေါ့ဗျာလေးမှတ်လောက်ဆုံးရှုံးသွားတယ်လို့ကျွန်တော်အနေနဲ့ခံစားမိတယ်ကြောင့်ညီကိုတွေရောဘယ်လိုထင်မိလဲဗျကောမှာဝင်အောင်မချက်ပေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်သူတွေမှာ